ဒီနေ့အတူတူဆွေးနွေးလေ့လာသွားမယ့်အကြောင်းအရာကတော့တော်တော်လေးနည်းနည်းပါတယ်။တရားမျှတမှုဆွန်လွန်အနန္တကမှုပြီးတော့ဘုရားသခင်ရဲ့ပြည့်ညတ်တော်ရဲ့အဓိပ္ပာယ်စမှန်ကဘာလဲဆိုတာကိုဖော်ပြနေတဲ့ဓမ္မရေးရာစကြောင်းကြီးတစ်ခုအကြောင်းပါပဲ။ကဲဒီစကြောင်းတစ်ခုလုံးရဲ့အဓိကအချက်အခြာကြတဲ့မိခွန်းတစ်ခုနဲ့ဆက်လိုက်ကြရအောင်။အဲ့ဒါကတော့ဘုရားသခင်ရဲ့ပြည့်ညတ်တော်ကြီးဟာတကယ်ပဲမဖြစ်နိုင်တဲ့စံနှုန်းတစ်ခုလားဆိုတာပါပဲ။ ။တနည်းပြောရင်ပေါ့နော်။ဒီပညာတော်ကြီးကအသက်ရှင်ခြင်းစီကိုတွားတဲ့လမ်းလားဒါမှမဟုတ်ဘယ်ဖန်ဆင်းခံမှလိုက်နာလို့မရတဲ့မတရားတဲ့စီမင်ကြီးတစ်ခုပဲလား။ဒါဟာစချော်လာအဆင့်ထိကြီးမားတဲ့အရင်ပွားမှုရဲ့အစပါပဲ။ဒီအရင်ပွားမှုမှာပက်နှစ်ပတ်ရှိတယ်။ဒီဘက်မှာစာတန်ရဲ့ဆွဆွဲချက်ပေါ့။သူကပြောလဲဆိုတော့ဒီပညာတော်တွေဟာရက်ဆက်တဲ့အုတ်ချုံမှုရဲ့လက်နက်တစ်ခုပဲ။လိုက်နာဖို့လည်းမဖြစ်နိုင်ဘူး။အဲ့တော့အဆုံးတမှာတည်ခြင်းကိုပဲဥတည်ရလို့ဆွဆွဲတယ်။ အခြားတစ်ပတ်မှာတော့ဖျားတခင်အမှန်တရားရှိပါတယ်။ပညာတော်တွေဆိုတာမေတ္တာတရားကိုဖော်ပြတာဖြစ်တယ်။မေတ္တာမှာအခြေခံထားတဲ့အတွက်ထာဝရသက်ရှင်ခြင်းစီကိုပို့ဆောင်တယ်လို့ဆိုပါတယ်။ပြောရရင်စာတန်ကောက်ဖျားရဲ့အုပ်ဆိုးမှုဟာတေခြင်းတရားရဲ့အုပ်ဆိုးမှုလို့သစေကတ်လိုက်တာပေါ့။အင်းဒီလောက်ကြီးမားတဲ့ဆွတ်ဆွဲချက်ကိုဘလို့ပြန်ပြီးဖြေရှင်းမလဲ။ဘလို့တက်တည်ပြမလဲ။အဖေကတော့ဒေါ်လေးကိုထူးခြားတဲ့တက်တီအုပ်စုတစုစီကနေလာပါတယ်။သူတို့ရဲ့တက်တီခံချက်ကအစွန်းအဖြစ်ပေးပါလိမ့်မယ်။ သူတို့ကတော့အသက်ဆွန့်တတ်တယ်များလို့ခေါ်ပါတယ်။သူတို့ကဘသူတွေလဲဆိုတော့ဖျားသခင်ရဲ့ပြည့်ညတ်တော်တွေကအမှန်တရားဖြစ်တယ်ဆိုတာကိုသူတို့ရဲ့အသက်နဲ့ယဉ်ပြီးတတ်တယ်ပြခဲ့သူတွေပါ။တည်ခြင်းကိုရင်ဆိုင်ရတဲ့ဖျားသခင်နဲ့လူသားချင်းချင်းကိုချစ်တဲ့မေတ္တာကိုမဆွန့်လွတ်ဘဲသူတို့ရဲ့တတ်တဲ့ခံချက်ကိုဆွဲကြိုက်ထားတဲ့သူတွေပေါ့။ဆိုတော့သူတို့ရဲ့ဘဝတစ်ခုလုံးသူတို့ရဲ့တည်ခြင်းတရားကိုယ်တိုင်ကအဆုံးဆုံးတတ်တဲ့ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့တည့်တေခံချက်ခီးကိုချိလိုက်ရင်အဓိကအဆင့်30ရှိတာကိုတွေ့ရပါမယ်။ပရမအောင်ကတည့်တေခံချင်းပါ။ ဖျားရဲ့နှုတ်ကပတ်တော်နဲ့ဖိနှက်တော်တွေဟာမှန်နေဆိုတာကိုခိုင်ခိုင်မာမာဆွဲကင်သားလာပါဒုတိယဆင့်ကတော့ဆွတ်လွတ်အနစ်နာခံခြင်းပါကိုယ်တသက်တောင်းပို့ပြီးအရေးကြီးတဲ့အရာရှိတဲ့ဆိုတာကိုပြတာလာတဲချင်းတယောက်တော့မကြောက်ပဲရင်ဆိုင်တာမျိုးပေါ့နောက်ဆုံးမှာတော့အောင်မြင်ခြင်းပါဒီလိုအဆုံးစုံမေတ္တာနဲ့ဆွတ်လွတ်မှုကပဲဆွတ်ဆွဲသူရဲ့အဆောကိုခြေပြက်ကြီးအောင်ပွဲကန်စေတာပါဒါယုံကြည်မှုကိုလက်တွေ့ပြတာတဲ့ခေတ်တစ်ခုပါပဲတောင်းကြသူတို့ရဲ့ဆွတ်လွတ်မှုကဘာကိုတည်တည်ပြနေတယ်လဲဆိုတော့ ဖခင်ရဲ့ပြညတ်တော်ဒီဆိုတာလိုက်နာဖို့မဖြစ်နိုင်တဲ့ဝန်ထုပ်ဝန်ပူးတစ်ခုမဟုတ်ဘူးတကယ်တော့ဒါဟာမေတ္တာတရားရဲ့အနစ်တရားအစစ်အမှန်ပဲဆိုတာကိုပါသူတို့ရဲ့ဘဝတွေကဖန်ဆင်းခံနေဟာဖခင်ရဲ့မေတ္တာပြညတ်တော်အတိုင်းအသက်ရှင်နိုင်တယ်ဖြစ်နိုင်တယ်ဆိုတာကိုအခါရမှာတည့်တည့်ထူလိုက်တာပါပဲ ကဲသူတို့ရဲ့တက်တေခန့်ချက်တွေကအထွတ်အထိပ်ကိုရောက်လာပါပြီအဲ့ဒီအထွတ်အထိပ်ကတော့သူတို့ရဲ့တက်တေပြချက်ကိုစကြဝဠာတစ်ခုလုံးရှေ့မှာတရားဝင်အတီးပြုပေမဲ့အခိုက်အတန့်တစ်ခုပါပဲအဲ့ဒီအခိုက်အတန့်က ပြောလို့ဆိုတော့တတမညောင်းကောင်းငင်တမန်ကသူ့ရဲ့တံပိုးကိုမှုလိုက်တဲ့အချိန်မှာပဲဒီနောက်ဆုံးတံပိုးသန်ဟာဇလံတစ်ခုလုံးကိုအပြောင်းလဲဖြစ်စေပြီးစက်ကြဝဠာရဲ့အစင်းချင်းမှာကြီးမားတဲ့အလဲပြောင်းတစ်ခုစတင်ပြီဆိုတာကိုကြေညာလိုက်တာပါပဲဒီတံပိုးတန်ရဲ့ကျိုးဆက်တော့ ။အိုတေမင်းမင်းရဲ့အောင်ပွဲပြန်မှာလဲမင်းရဲ့စူပယ်မှာလဲဆိုတဲ့ချွေးကြော်တဲ့နေသူပေါ်ပေါက်လာပါတယ်။ဒါဟာပထမရှင်ပြန်ထမရောက်ချင်းပါ။ဒီအချိန်မှာပဲအသက်ဆွန့်သက်သေတွေကတဲ့ချင်းတရားကိုအပြည့်တိုင်အောင်နေထွက်ခဲ့ကြပါတယ်။ဒီနေရာမှာတခုတတိပြုရမှာကဒါဟာလူတိုင်းနဲ့ဆိုင်တဲ့ရှင်ပြန်နှမြောက်ချင်းမဟုတ်ပါဘူး။ဒါကိုတာ၍ကောင်းသောရှင်ပြန်နှမြောက်ချင်းလို့ခေါ်ပြီးအဲ့ဒီအသက်ဆွန့်သက်သေတွေအတွက်ပဲတည်တံ့ဖြစ်ပါတယ်။သူတို့ဟာမတင်နိုင်မပြည့်စည်နိုင်တဲ့ခန္ဓာနဲ့ပြန်လဲအသက်ရှင်လာကြတယ် တည်ရှင်းနေရပေါ်သူတို့ရလိုက်တဲ့ဒီအောင်းပွဲဟာစရံဆွဆွဲချက်ကိုခြေဖြတ်ပြီးပြညတ်တော်ရအမှန်တရားကိုနောက်ဆုံးအချိန်အတည်ပြုလိုက်ကြပါပဲ။စကြဝဠာတစ်ခုလုံးရဲ့ရှေ့မှာဖျားတကြီးရဲ့တရားမြတ်ကြမှုနဲ့မေတ္တာကိုအခိုင်အမာတက်တည်ထူလိုက်ကြတဲ့အတူတူပါပဲ။ကဲအဓိကအငင်းဝါမှုကို ဖြည့်ရှင်းပြီးပြီဆိုတော့ဇလန်းကရှေ့ဆက်ရမှာပေါ့။ကြံရှိနေသေးတဲ့ဖန်ဆင်းကံတွေအတွက်ဘာဒီဆက်ဖြစ်မလဲဆိုတော့ကြည့်လိုက်ကြအောင်။ဒီချင်းစရားလေးကိုကြည့်လိုက်ရင်အဖြစ်ပြက်တွေကအစီအစဉ်ကြဖြစ်ပြက်သွားတာကိုတွေ့ရပါမယ်။ ပရမဇုံသတ္တမတံဘုံမို့တွင်ပရမရှင်ပြန်ထမြောက်ခြင်းဖြစ်ပွားတယ်။ပြည်ဒါနဲ့ကဘာပေါ်မှာခြံနီးတဲ့မတရားသူတွေရဲ့ပေါ်ဘေးဒဏ်ကြီးခုနှစ်ပါးတက်ရောက်ပါတယ်။အဲဒီနောက်မှာတော့ခရစ်တော်ဟာရှင်ပြန်ထမြောက်လာတဲ့အသစ်ဆွန်သက်တည်တွေနဲ့အတူကောင်းကင်တံတော်ကြီးအဖြစ်ပြန်ကြွားလာပါတယ်။သူတို့ဟာအတူတကွအနှစ်တစ်ထောင်ဆူဆန်ကြမယ်။အနှစ်ထောင်ပြည့်သွားတဲ့အခါမှာတော့ခြံတဲ့တည်လွန်းသူတွေအားလုံးကိုနောက်ဆုံးတရားစီရင်ခြင်းအတွက်ရှင်ပြန်ထမြောက်စေမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။အနှစ်တစ်ထောင် ဒါဟာအသက်ဆွန်သက်တွေသူတို့ရဲ့တစ္ဆာဆောင်တည်မှုအတွက်ရရှိတဲ့ဆူလာပါပဲသူတို့ဟာခရစ်တော်နဲ့အတူဘယင်တွေယေပိုရိုဟိတ်တွေအဖြစ်အနှစ်တစ်ထောင်လုံးလုံးစုဆန့်ရမှာဖြစ်ပါတယ်အခုဆိုရင်တော့ဒီဇက်ကြောင့်တစ်ဖူးလုံးရဲ့အနှစ်သာရအ धिक အချက်အခြားစီကိုပြန်သွားကြည့်အောင်ဒီဖြစ်ပျက်ဒီအားလုံးကိုချုပ်ကင်ထားတဲ့အဆုံးစုံနီးယမာကပါလဲအဲ့ဒါကတော့မေတ္တာတရားရဲ့နောက်ဆုံးအောင်ပွဲပါပဲတေအဆုံးသတ်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုထပ်လာပါတယ် ဖြစ်တဲ့ပေချင်းကလူတယောက်ရဲ့လွတ်လပ်စွာရွေးချယ်နိုင်권ကိုတကယ်ပဲပြည့်စုံစေနိုင်သလား။တနည်းအားဖြင့်အပြည့်ပြည့်မှကြောက်လို့နာခံအောင်အတင်းကျပ်လို့တာကစစ်မှန်တဲ့ပြောင်းလဲမှုကိုဆောင်ခြင်းပေးနိုင်ပါမလား။အဖြေကတော့ရှင်းရှင်းလေးပါပဲ။မဟုတ်နိုင်ပါဘူးတဲ့။လူလတ်စွာရွေးချယ်နိုင်권ကိုပြည့်စုံစေတာပြည့်တံပေချင်းမဟုတ်ပါဘူး။မေတ္တာတရားကဒါပြည့်စုံစေတာပါ။ဒီဇက်ကြောင့်ရဲ့အတွေ့ခေါ်ကတော့ကားထဲမှာပြခဲ့တဲ့အတိုင်းအဆုံးမမေတ္တာတရားကတော့လူတယောက်ရဲ့ဟလုံးတာကိုမပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် ဖြစ်တံကိုကြောက်တဲ့စိတ်ကတော့ဘလို့လို့ပြောင်းလဲပေးနိုင်ပါလဲနောက်ဆုံးမှာတော့ဒီစက်ကြောင်တစ်ခုလုံးကကျွန်တော်တို့ကိုဘာကိုပြသွားလဲဆိုတော့အမေမျက်ဆုံးဥပဒေတာအမေမျက်ဆုံးပြညတ်တော်ဆိုတာဟာမေတ္တာရာပဲဆိုတော့ပါပဲဒီမေတ္တာကိုအာနန္ဒေအရာသုံးပြီးသတိပြတာမျိုးမဟုတ်ပဲမိစေတော်တာမိပိတ္တကိုဆွန့်ချင်းသက်သာ၍မြတ်တော်မေတ္တာဒီအဘေထုနာမြတ်မရှိဆိုတဲ့အတိုင်းအဆုံးစွန်သောဆွန့်လွတ်အနိနာခံမှုနဲ့သတိပြပေးတာပါဒါကြောင့်ပြညတ်တော်လွတ်လပ်မှုနဲ့မေတ္တာတရားတို့ရဲ့အပြန်အလှန်ဆက်ဆက်မှုကိုကျွန်တော်တို့အလုံးဆက်လက်တွေးခေါ်ဆင်ခြင်ဖို့ ဒီစက်ကြောင့်ကမိမောင်းတို့ပြောက်သွားတာပဲဖြစ်ပါတယ်